ကဲ brother တို့အားလုံးမင်္ဂလာပါ WC gaming channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ WC တို့က brother တို့အတွက် Mobile Legends နဲ့ Naruto တို့ collaboration လုပ်ပြီးထွက်လာရင် free ကုန်းစရအောင်မစကဲနေနဲ့ Mobile Legends နဲ့ Naruto တို့ရဲ့ collaboration event ကြီးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကောင်းကြီးတို့ရေဒါနဲ့ခဏလေးနေအောင် brother တို့ရေကျွန်တော်ရဲ့ video ကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် Wi-Fi တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ ။အဲဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော် free ရမယ့် skin တွေကနေစပြီးတော့ပြောလိုက်အောင်။ free ရမယ့် skin ဆိုတဲ့နေရာမှာဖြစ်ရင်ကျွန်တော်တို့ဒီ basking ရမလဲဆိုတော့ကျွန်တော် free skin, gara skin ကို free ရသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီ skin ကို free ရဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်နေ့စဉ် test လေးတွေနဲ့ကျွန်တော် case တွေ test လေးတွေကိုလုပ်ပေးဖို့လိုအပ်တယ်။ပြီးတော့ challenge test တွေလည်းပါမယ်ပေါ့နော် guest တို့ test လေးအကြောင်းကိုကျွန်တော်အနေနဲ့ brother တို့ရှင်းပြမယ်ဒီအောက်မှာ brother တို့အခုမြင်တွေ့နေတဲ့အတိုင်းပဲ bar တန်းလေးရှိရပေါ့နော် အဲ့ဒီဘာတန်းလေးမှာတော့မီးတောက်လေးတွေစုရမယ်မီးတောက်လေးတွေကိုကျွန်တော်တို့ကဘယ်ရမလဲဆိုအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီ classic run ပါဝယ်ဆော့ပြီးတော့ကျွန်တော်တပွဲဆော့ရင်ရမယ်နှစ်ပွဲဆော့ရင်ရမယ်အင်ဂျင်နဲကို log in ဝင်ရမယ်ပေါ့နော်ဒီ वाला တော့အမြန် test တွေပါလေပညာတရကတွေပါလာအောင်မေးခေါင်းကြီးတွေနော်ဒါကြီးခဏထားသူ့အနေနဲ့အခုလိုမျိုး challenge test လေးတွေကနေလည်းတစ်ဆင့်လည်းကျွန်တော်တို့ဒီ ဒီမီးတောက်လေးကိုရရှိနိုင်တဲ့ကောင်းကြီးတို့တော့ပြီးတော့ရတော့အထူးလက်ကျင့်ရေးရတယ်ကျွန်မီးတောက်လေးတွေကိုရရှိနိုင်တယ်ဆိုတော့မီးတောက်လေးရရှိနိုင်တဲ့နေရာတော့အဲ့နေရာတွေကနေရရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်အတိအဘယ်နည်းအတိအကျဘယ်လောက်ထိရမလဲဆိုတော့ကျွန်တော်အနေနဲ့ပြပြလို့တော့မတက်ဘူးပါလို့ဆိုတော့အဗန်ဆာဘုံမှာဆန်တက်နေတဲ့အနေထားလေးပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် original ဆာဘဘုံကိုရောက်သွားနိုင်တဲ့အခါကျရင်ပေါ့နော်တမျိုးတစ်ပုံပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အကြမ်းတမ်းဗီဒီယိုလေးအသေးသေးပြန်ပြီးလုပ်ပေးမှာပေါ့နော်ခုလောလောဆယ်ကတော့ကျွန်တော်အခုပြောခဲ့သလိုပဲဒီလိုမီးတောက်လေးတွေကိုစုမယ်စုပြီးတော့မီးတောက်လေးတွေများလာတဲ့အများကျွန်တော်တို့ဒီဖေးရဲ့အတိတ်ထွက်တာ တဲ့ skin ဖြစ်တယ်။ Kara ရဲ့ skin ကိုဂုံးစစ်နိုင်တော့မှာဖြစ်ပါတယ်ကောင်းကြီးတွေ။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Mobile Legends နဲ့ Naruto collaboration လုပ်ထားတယ်။ main event ကြီးကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်အောင်ကောင်းကြီးတွေ။ကဲဆို event ကတော့အခုမြင်တွေ့နေရတဲ့ပုံစံအတိုင်းပဲဖြစ်ပါတယ်။ skin ၄កောင်ပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော် Hara Busa, Kalia, Lucas ဆိုယူဆိုပြီးတော့ skin ၄កောင်အနေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်ကောင်းကြီးတွေနော်။ကဲဆို private ကိုချက်သွားကြည့်မယ်။ ပြပူးထဲမှာတော့တော် Granny အမှာတော့ကြော်တီအဲဟာရာဘူဇိုင်း Exodus ကိုကြီးကိုပဲပြတာလေပေါ့နော်ဒါပေမဲ့ original စာပါဘုတ်ကိုရောက်လာခဲ့ရင်တော့ဒီနေရာမှာကြော်တော့အဲ Naruto နဲ့ Mobile Legends နဲ့ collaboration လုပ်ထားတဲ့ skin ၅កောင်ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပြီးတော့ exclusive ပေါ့နော် exclusive skin တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ collector skin ၅កောင်ကိုလည်းမြင်တွေ့နိုင်မယ်အပြင်ကမှကျွန်တော် lucky box skin ၅កောင်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော် item ပေါ့နော် item တွေထဲမှာဆိုလို့ရှိရင်တော့ဒီ Naruto နဲ့ Mobile Legends collaboration လုပ်ထားတဲ့ event နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ recall effect တွေ notification effect တွေပြီးတော့အဲ key effect တွေပေါ့နော်ပြီးရင်ကျွန်တော် emote တွေတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီ coin of flame လို့ခေါ်တဲ့ ဒီ8 chain Naruto နဲ့ Naruto skin နဲ့ပေါ့နော်8 chain လို့လို့ရမယ် coin of flame coin လေးတွေကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်သူနေနဲ့ coin ရတော့အများဆုံး20အထိရရှိသွားနိုင်မှာဖြစ်ပါတယ်ကောင်းကြီးတွေကဲဒါဆိုရင်ကျွန်တော် draw တွေဘက်ကြောင့်စပြီးတော့ပြောအောင်ကောင်းကြီးတွေ draw တွေဘက်ကြောင့်မှာဆိုလို့ရှိရင်တော့သူအနေနဲ့ပုံမှန်ဆိုလို့ရှိရင် one draw ကို diamond 50နဲ့လက်ရမှာဖြစ်ပေမဲ့ ကျော်တို့တက်ပြီးပါဆောင်က discount ပေးလိုက်တာဖြစ်တဲ့အတွက် diamond 25လုံးနဲ့လက်နေမှာဖြစ်ပါတယ်ကောင်းကြီးတို့ကြီးကဲပြီးတော့ ਇਹ တော့ tan draw tan draw တော့သူ့အနေနဲ့ပုံမှန်ဆိုရင်တော့ diamond 900နဲ့လက်ရမှာဖြစ်ပြီးတော့ကျော်တို့အဲတော့10% discount ပေးလိုက်တာဖြစ်တဲ့အတွက်ကျော်တို့ diamond 450နဲ့လက်လို့ရမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော် draw reward တွေဘတ်ချက်တစ်ချက်သွားပြီးရှုံးမယ် draw reward တွေဘတ်ချက်မှာဆိုလို့ရှိရင်ကျွန်တော် draw 20ပြည့်ပြီဆိုတော့ねကျွန်တော်တို့ဒီ free tone ရင်တကက်ရမယ်နာရီတွန်းနဲ့ mobile legend collaboration event မှာဖောက်လို့ရမယ် free tone ရင်တကက်ရမယ် draw 60ပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ သူနဲ့ event နဲ့ပတ်သက်တဲ့ပုံတော့ကျွန်တော် try ရတယ် profile gift တွေကိုရရှိနိုင်မယ်ပုံလေးတစ်ပုံရမယ် draw 130မှာဆိုလို့ရှိရင်တော့ freedom ကြီး10ကတိတိကိုရရှိသွားမှာဖြစ်ပြီးတော့ draw 160ပြည့်မယ်ဆိုတော့ဒီ skin နဲ့အချင်းလို့လို့ရမယ် coin တရာ draw 190ရောက်ပြီဆိုတာနဲ့ကျွန်တော် skin နဲ့အချင်းလို့လို့ရမယ် coin တရာ80ကိုအတိတိရရှိသွားမှာဖြစ်ပါတယ်ကောင်းကြီးတွေကဲ event shop ထဲကိုချက်သွားကြည့်မယ် event shop ထဲမှာဆိုလို့ရှိရင်တော့ပြန်ကြတော့ဒီ skin တွေပေါ့နော် naruto နဲ့ mobile legend နဲ့ collaboration လုပ်ပြီးထွက်လာမယ် skin ၄កောင်ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်သူအနေနဲ့ skin တွေ site တွေထွက်တဲ့အခါမှာ အေး14ရာခိုင်နှုန်းပေါ့နော်40% discount ပေးထားတယ်အဲ့တော့ကြောင့်ကျွန်တော်ကစကင်ကောင်ကို coin 1200နဲ့လဲလို့ရမှာဖြစ်ပါတယ်ကျွန်တော်အခုပြရတယ်လို့ပေါ့နော်အဲဒါပေမဲ့ထွက်တာကြာသွားပြီကျွန်တော်သူ့အနေနဲ့တပတ်ဆက်ရလောက်တော့ပေးမယ်လို့တော့ထင်တာပဲအဲ့ဒါကျွန်တော်အနေနဲ့အတိအကျတော့ပြောရလို့မတတ်ဘူးအဲထွက်တာကြာသွားပြီဆိုလို့ရှိရင်တော့သူ့အနေနဲ့ coin 1400နဲ့လဲရမယ်ပြောရမယ်ဆိုစောစောစစ်စစ်ဝင်တော့ coin 1200နဲ့ရမယ်ဗျာအဲနောက်ကြမှာဝင်မယ်ဆိုတော့ coin 1400ပေါ့အေးအဲ့ဒါလို့လေးနားလေတိုင်းအဆင်ပြေပြီးခေါင်းကြီးဝင်နော်โอเค skin နည်းနည်းကတော့၄ခေါင်းကျွန်တော်အခုပုံမှန်ပုံမှန်ပြရတယ်လို့ပဲပေါ့နော်ဒီနေရာမှာတော့အဲ even original server ကိုရောက်လာမှ now the skin နေပေါ်နေမှာပေါ့နော်ပြီးတော့အပိုင် item အပိုင် item နေထဲမှာဆိုလို့ရှိရင်တော့ recall effect တွေပါမယ် notification effect တွေပါမယ် emote တွေပါမယ်ပေါ့နော်ပြီးတော့ profile gift လို့ရတယ်ဒီ naruto gift လေးတွေပါမယ်ပြီးတော့ကျွန်တော်တို့ track map ကတ်တွေ battle point နဲ့စကတ် esp နဲ့စကတ် emblem အထုပ်တွေပါမယ်ပြီးတော့ကျွန်တော် emote တွေနဲ့ဒီ ။နောက်တွင်လည်း Mobile Legends Collaboration လုပ်လာမယ် skin ရဲ့ hero တွေကိုလည်းလဲလို့ရမှာဖြစ်ပါတယ်။ပြောရရင် trial trial တွေထဲမှာဆိုလို့ရှိရင်တော့ပြင်ကြော်ရတဲ့ဒီ event နဲ့ collaboration လုပ်ထားတဲ့ event နဲ့ပတ်သက်တဲ့ trial လေး၃ခုကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်ကောင်းကြီးတွေ။ကဲဒီလောက်ဆိုရင်တော့ဒါ Mobile Legends နဲ့ Naruto တို့ collaboration လုပ်ထားတဲ့ main event ကြီးအကြောင်းတိတိလပြီးလို့ထင်ပါတယ်။ဆိုတော့ကျွန်တော်ရှေ့မှာခုနတစ်ခုပြောဖို့မေ့သွားခဲ့တယ်နော်။ဘာလဲဆိုတော့ကျွန်တော်ဒီအဲ့ဒီ Mobile Legends နဲ့ Naruto တို့ collaboration လုပ်လိုက်ပြီဆိုလို့ရှိရင်အခုမိုက်သွားမှာအခုမြင်တွေ့နေရတဲ့ ခင်ရဲ့ in-game interface ပုံစံကြီး brother တို့ show လိုက်တကယ်ကမှကျွတ်စင်ကြီးတကယ်ကမှကျွတ်ထနေတကယ်ပြောတာအမှန်ကန်လာတယ်ဘာလို့ဆိုတော့နောက်ကဒီ background တွေကအစအတေး hero interface ပုံစံတွေကမှအစ Naruto ရဲ့ပုံနဲ့ပေါ်နေတာကြီးอ่ะတော်တော်လေးကမှလမ်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့အဲ့လိုလေပြောင်းလဲသွားအောင်မှာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ YouTube နဲ့ကျွန်တော်တို့ဒီ YouTube ဆိုတာအထက်အဓိကတာဝါတိုင်းဖြစ်ဖို့များမယ်ထင်တယ်နော်တာဝါတိုင်းနဲ့ကျွန်တော်တို့ပြီးသွားရင် လုံရင်း effect အဲ့ဒီခါလေး event ဖောက်လို့ရမယ့် event ပါတော့မှာအဲအဲ့ဒီ event ကိုကျွန်တော်ဘလို့နားလဲလဲအောင်ရှင်းပြရမလဲဆိုလို့ရှိရင်ကျတော့သူ့အနေနဲ့ဗျာဒီဘက်အချမ်းမှာဒီဖာရုပ်တုပုံစံကြီးပေါ့နော်ဒါတော့ဖာလာတော့မသိဘူးနော်တို့ကြည့်ရသူဆိုရင်တော့ဒါသိမယ်လို့ထင်ပါတယ်ဒီရုပ်တုပုံစံကြီးเนี่ยဒါရဒါတာဝါတိုင်းဖြစ်ဖို့များတယ်အဲ့ဒီတာဝါတိုင်းကြီးကိုလည်းကျွန်တော်ကအချင်းလုံးလို့ရမှာဖြစ်ပြီးတော့နာရူတိုနဲ့ဆာဆူကဲတို့ရဲ့ကျွန်တော်တို့ loading effect တွေကိုလည်းဖောက်လို့ရမှာဖြစ်ပါတယ်ဒီဖောက်ဖို့အတွက်ဒီ event မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ပုံမှန်ဆိုလို့ရှိရင် အဲ1 drop ကို diamond 50နဲ့လက်ရမှာဖြစ်ပြီးတော့အဲ50%တော့ discount ပေးတာဖြစ်တဲ့အတွက် diamond 25လုံးနဲ့လက်နိုင်မှာဖြစ်ပါတယ်။ပြီးသွားရင်တော့10 drop ကိုတော့သူ့အနေနဲ့ diamond 900နဲ့လက်ရမှာဖြစ်ပြီးတော့ပထမဦးဆုံးအကြိမ်အတွက် short sale ကို30%တော့ discount ပေးတာဖြစ်တဲ့ diamond 350နဲ့လက်ရမှာဖြစ်ပါတယ်ခေါင်းကြီးတွေ။ဆိုတော့ဒီ event မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်မယ်။ price pool ထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ရုပ်တုတွေပါလာမယ်။ဒါဒီရုပ်တု၄ခုနေရာမှာတော့ဘာလာမလဲဆိုတော့ Naruto နဲ့ခုန collaboration လုပ်ထားတဲ့ကြောင့်တို့ ဟာရာဘူဇာဆိုယူလူကတ်ခါလီယာတို့ရဲ့ရုပ်တုတွေမြင်တွေ့နိုင်မှာဖြစ်ပါတယ်ပြီးတော့တော့ဒါ gift တွေပါညာတွေပါမယ်ပေါ့နော်အဲပြီးတော့တော့ဒီ skin ဟိုရုပ်တုတွေလုံးတဲ့ effect တွေနဲ့အချင်းပြတ်လုပ်လို့ရမယ် break of flame ဆိုတဲ့ coin လေးတွေပါလာမယ်ကဲပြီးရင်ဒီမှာတော့ကျွန်တော် ticket 3မျိုးပါလာမှာဖြစ်ပါတယ်ပထမတစ်ခုကကျွန်တော် gamma kichi ticket လို့ခေါ်တဲ့ ticket တစ်ခုရှိမယ်နောက်ထပ်တစ်ခုကတော့ battle of flame naruto ဆိုတဲ့ ticket တစ်ခုရှိမယ်နောက်ထပ်တစ်ခုက battle of flame sasuke ဆိုတဲ့ ticket တစ်ခုရှိ okay ဲ့တော့ကျွန်တော်တို့ event shop ထဲကိုတစ်ချက်သွားမယ်။ event shop ထဲကိုသွားမယ်ဆို Okay ကျွန်တော်တို့ကဒီခုနပြောခဲ့ရဲ့ရှေ့ရပြောခဲ့ရဲ့ကျွန်တော် Gamma Kichi ticket ဆိုတာကတော့ကျွန်တော်တို့ဒီဖားပုံနံပေါ့နော်ဒီ tower တိုင်းကြီးကိုလဲလို့ရမယ့်နေရာမှာအသုံးပြုရမှာဖြစ်ပါတယ်။တကယ်လို့ကျွန်တော်တို့မှာ i ticket မရှိဘူးဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောခဲ့တဲ့ Bridge of Flame Coin ထောက်နေရတဲ့လဲရမှာဖြစ်ပါတယ်ကောင်းကြီးတို့။ပြီးတော့ရင်တော့ကျွန်တော်ဒီ Naruto အတက်ပေါ့နော် Battle of Flame Naruto ticket ကိုကျွန်တော်တို့ကဒီ Naruto ရဲ့ loading effect ကိုတော့ လဲတဲ့နေရာမှာအသုံးပြရမှာပေါ့နော်တကယ်လို့အဲ့ဒါမရှိဘူးအဲ့ဒီကမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော် break of flame coin လေးထောက်နေရတဲ့လဲရမှာဖြစ်ပါတယ်ဆာဇူကေရဲ့ loading effect ကလည်းအဲ့လိုပဲကျွန်တော်တို့ရှင်းရပြောခဲ့တဲ့ကျွန်တော်တို့ဒီ naruto ရဲ့ loading effect နဲ့အတူတူပဲဆိုတော့ဒီထဲမှာဆိုလို့ရှိရင် short time မှာတခြားပါတီပါလာအောင်လဲဆိုတော့ဒီ kamagichi တက်ကတ်ကိုတခါလဲကျွန်တော်တို့မရှိသေးဘူးဆိုလို့ရှိရင်အချင်းလုတ်ပြီးတော့တငယ်ချင်းတွေကို gift လို့လဲရမယ်ပေါ့နော်ဒီမှာ brother တို့ခုမြင်တွေ့နေရတဲ့အချိန်ပဲပြီးတော့လည်းသူ့အနေနဲ့ဒီ main dash main dash ban ပဲလေးတစ်ခုပါမယ်ပြီးတော့လည်းကျွန်တော်ရှင်းရပြောခဲ့တဲ့ အဲ collaboration skin လေးကောင်ရဲ့ကြောင့်ရုပ်တုတွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီကကျန်တာတွေကတော့ကျွန်တော် profile gift တွေနဲ့ fragment cut တွေ trial တွေနဲ့ကျွန်တော်တို့ဒီ emblem ပုံးလေးကိုရရှိသွားနိုင်မှာဖြစ်ပါတယ်။ကောင်းကြီးတွေ။ကဲဒီလောက်ဆိုလို့ရှိရင်ကောင်းကြီးတွေကျွန်တော်ရှင်းပြခဲ့တဲ့ mobile legend နဲ့ naru တို့ရဲ့ collaboration လုပ်ထားတဲ့ဒီဘက်ညီအကြောင်းကိုနားလည်လောက်ပြီးလို့ထင်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ဒီ video ထဲမှာ brother တို့အတွက်နားလည်လွယ်အောင်လို့ဒီ event အကြောင်းကိုရှင်းပြခဲ့တဲ့အတွက်နည်းနည်းလေးအမပေါက်သားခဲ့တောင်းပန်ပါတယ်။ အဲဒါမဲ့အခုလောလောဆယ်ကအဗန်ဆာပေါ်မှာစမ်းတက်နေတဲ့အနေအထားပဲဖြစ်သေးတာဖြစ်တဲ့အတွက် original ဆာပါဘက်ကိုရောက်လာခဲ့ရင်တော့ကျွန်တော်အခုပြောခဲ့တာလေးတွေနဲ့အနည်းငယ်တော့ကွဲပြားသွားနိုင်ပါတယ်ဆိုတော့ YC တို့ရဲ့ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့ဘရာသာတို့အားလုံးကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ကောင်းကြီးကို